ဒီနေ့မော့ရှလာ24ရက်မနက်အစောပိုင်းကပြည်မြို့ပေါ်မှာပြစ်ခတ်မှုဖြစ်ပြီးအခင်းဖြစ်တဲ့နေရာအနီးတစ်ဝိုက်ကလူငယ်10ဦးထပ်မနေ ਉ စစ်ကောင်စီတပ်ဖမ်းဆီးသွားပါတယ်ပြည်တက္ကသိုလ်နာကအုံတော်လန်းတဲ့မှာဒီမနက်အစောပိုင်းတနာယီဝန်းကျင်ကပြစ်ခတ်မှုဖြစ်ခဲ့တာလို့မြို့ကန်တဦးပြောပါတယ်ပြစ်ခတ်တံတွေကိုကြားရပြီးစစ်ကားတွေလည်းအုံတော်လန်းထဲရောက်ချလာတယ်လို့ပြည်မြို့ကန်ကအသိပေးတာပါအဲ့ဒီပြစ်ခတ်မှုအတွင်းစစ်ကောင်စီဘက်ကအရာရှိတိုက်စုံးတယ်လို့ကြားသိရပေမဲ့အတီးပြုတ်ဖို့ခက်ခဲနေတယ်လို့ဆိုပါတယ် အုံတော်လန်းတဲ့ကအဆောင်တစ်ခုမှာ PDF တွေရောက်နေတယ်ဆိုပြီးစစ်ကောင်စီတပ်ရောက်လာတဲ့အချိန်အပြန်အလှန်ပြစ်ခတ်မှုဖြစ်ခဲ့တာလို့မြို့ကန်တချို့စီကသိရပါဗါတယ်။အဲ့ဒီအုံတော်လန်းတဲ့ PDF တွေရောက်ရှိနေတယ်ဆိုတာမှန်ကန်မှုရှိမရှိတော့ People Spring အနေနဲ့တရားအတိမပြုနိုင်ပါဘူး။ပြစ်ခတ်မှုဖြစ်ပြီးတဲ့နောက်စစ်ကောင်စီတပ်ကဖမ်းတာခံရသူတွေထဲအမျိုးသမီးတချို့လည်းပါဝင်တယ်လို့ဆိုပါတယ်။ပဲခူးတိုင်းပြည်ခရိုင်ပဒေါင်းမြို့နယ်မှာတိုက်ပွဲတွေဖြစ်ပွားနေသလို ပြည်မြို့မှာလည်းစစ်ကောင်စီတပ်ကစစ်ရေးပြင်းစင်မှုတွေရှိနေပါတယ်။အုံတော်လန်ပြစ်ခတ်မှုဖြစ်စဉ်ပြီးတဲ့နောက်ပြည်မြို့အခြေဆိုင်အမှတ်959အလုတ်ယုံတက်ခွဲတဲ့မှာစစ်ကောင်စီတပ်ကအစီအဝေးပြုတ်လုပ်ခဲ့တယ်လို့ဒေသအခြေဆိုင်တော်လှန်ရေးသတင်းရှင်းမြစ်တွေကပြောပါရရှင်။